အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fiction channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတဲ့စာပေရင်းနဲ့စာမောကောင်လေးကတော့ဆိုင်းဆရာအလင်းအောင်ရေးသားထားတဲ့အောင်မြင်ခြင်းစွန့်လို့ရမယ်လို့အမိရတဲ့စာအုပ်ထဲမှာစာမောကောင်လေးတစ်ပုဒ်ကိုရွှေ့ချယ်ဖတ်ပြတဲ့စာပေတော်မှာဖြစ်ပါတယ်စာမောကောင်လေးရဲ့နာမည်ကအသက်20မှာလို့အမည်ရပါတယ်ကျွန်တော်လည်းဒီဒီစာမောကောင်လေးကိုနားဆင်ခန်းစားကြည့်အောင်ပါခင်ဗျာအသက်20မှာ အသက်20အရွယ်မှာလူငယ်များစုလှုပ်လေးရှိတဲ့ဆိုးရွားတဲ့အမားများတင်းရဲ့အသက်20ကျော်ကာလတွေဟာတင်းဘဝရဲ့အရေးကြီးဆုံးအချိန်ကာလတွေဖြစ်တယ်ဆိုတာကိုတော့တန်တရားဖြစ်ွယ်မရှိပါဘူးစိတ်ပြက်စရာစိတ်ညစ်စရာစိတ်လင်လွန့်စရာအများပြားနေတဲ့အချိန်တွေဖြစ်တယ်လို့တင်းချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တိုင်းဟာတင်းရဲ့အနာဂတ်ကိုတိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်ဒီလိုအချိန်တွေမှာပြောညံ့တဲ့သူတွေကတော့နောက်မှကျင်ခဲ့ပြီးဇွဲလုံးကဝိရိယရှိတဲ့သူတွေဟာဆက်လက်ရှင်သန်နိုင်ကြပါတယ် အနာဂတ်မှာအောင်မြင်ကျွယ်ဝတဲ့ဘဝကိုတည်ဆောက်မလားတံလန်ဘဝလေးမှာပဲနေသွားမလားဆိုတာကတော့တင့်အပေါ်မှာမှုတည်ပါတယ်လက်စကြောကာလတွေဟာတင့်ဘဝအတွက် ရုန်းကန်ဖို့ကြိုးစားဖို့အချိန်ဖြစ်ပါတယ်တန်လန်းမဲ့ခြေလန်းတိုင်းကိုဂယုဆိုင်ဖို့လိုပါတယ်အရာရာတိုင်းကိုပေါ့ပေါ့တန်တန်မတွေးပါနဲ့အသက်20ကျော်ကာလတွေမှာလူငယ်အများစုလှုပ်လို့ရှိတဲ့အမားတွေကဘာဖြစ်မလဲကြည့်ကြရအောင်ဘွေးရယုံနဲ့မလုံလောက်တော့ဘူး ပွဲတစ်ခုရရင်ပါရမီပါရုံနဲ့တက်အောင်မြင်မယ်အလုပ်ကောင်းကောင်းလုပ်ရမယ်လို့အမှတ်မခံပေးနိုင်ပါဘူး။ဘလောက်ပဲဘွေးတွေရနေပါစေပါရမီတွေပါနေပါစေကြိုးစားမှုမရှိဘူးဆိုရင် အပိုတက်တက်ပဲဖြစ်နေမှာပါ။ဒါအပြင်ဘွေးရသွားလို့တင်ယူလေးလာစရာတွေမရှိတော့ဘူးလို့ထင်နေကြတယ်။အလွန်မားတဲ့အချက်ပါ။တဲ့အောင်မြင်မှုရဖို့ဆိုရင် အမြင်လေးလာနေရမယ်သင်ယူနေရမယ်။ကျမ်းမာရေးကိုလှစ်လျူရှုထားတယ်။တက္ကသိုလ်ကောလိပ်မှာလောက်ခဲ့တဲ့အရာတွေကိုကြောင်းပြီးတဲ့အခါလောက်လို့မရတော့ပါဘူး။ ဆေးလေးတောက်တာတို့အရက်တောက်တာတို့ကျန်းမာရေးနဲ့မင်းကြီးညွတ်တဲ့စားတောက်နေထိုင်မှုပုံစံတွေကအပီးတိုင်းဆွန့်လို့ရမယ်အခြေအနေဖြစ်ပါတယ်။ဝေးကိုအလဟတ်သက်ဖြုံတည်မိတယ်။ retirement ဟာလူငယ်တယောက်တို့ဝေးကွာလွန်ပေမဲ့ဝေယိုဂီယုတစ်ဆိုင်မတုံးဆွဲဘူးဆိုရင်ဘဝအောင်မြင်မှုနဲ့ဝေးကွာနေဦးမှာပါ။နောက်တစ်ချက်ကလိုအပ်တာနဲ့လူချင်းတာကိုခွဲကြပါ။လူထင်ကြီးကျင်စေခြင်းတဲ့ပုံစံမျိုးနဲ့တော့ကားရီဆိုင်ကယ်တွေအကောင်းဆုံးဝယ်သုံးပါနဲ့။ဦးစားပေးအချက်တွေကိုတတ်မှတ်ထားပါ။ ဒီလိုမှမဟုတ်ဘူးဆိုရင်သင်လျှောက်မဲ့ခရီးလမ်းကဘယံပရာဖြစ်နေပါလိမ့်မယ်။ငွေနဲ့ပျော်ရွှင်မှုကိုတန်းညှိတယ်။ဝင်ငွေပေါ်တာများပြားတာဟာလူတယောက်ကိုပို့ပြီးပျော်ရွှင်စေပေမဲ့ဒါဟာအမြဲတမ်းတော့မမှန်နိုင်ပါဘူး။သင်ရှိမှန်းချက်အစားဝင်နောက်ကိုကြည့်လိုက်နေမယ်ဆိုရင်တော့တစ်ချိန်မှာသင်လောင်းတာကြီးကြီးရပါလိမ့်မယ်။စိန်ခေါ်မှုတွေကိုကိုယ်တိုင်ရင်ဆိုင်ပြီးတခြားသူတွေရဲ့အိမ်မက်ကို တိဆောက်ပေးမယ်အစားမိမိကိုယ်ပိုင်အိမ်မက်တွေကိုတိဆောက်ပါ။မိမိရည်မှန်းချက်ကိုအကောင့်ထဲပို့ရတာလား။ ပျော်ရွှင်စရာကောင်းတာဘာမှမရှိပါဘူး။အရှုံးပေးတယ်။အလုပ်ကထုတ်ပယ်ခံရတာမိမိရည်ရွယ်ထားတဲ့ relationship တခုအဆုံးသတ်သွားတာဟာအစပိုင်းမှာတကယ်စိတ်ပြတ်ပွဲကောင်းလာပါတယ်။ချက်ရှုံးမှုတွေစိတ်ပြတ်စရာတွေကိုတင်ယူဖို့နဲ့မိမိကိုယ်ကိုတိုးတက်အောင်လှုပ်ဆောင်ဖို့အခွင့်အရေးတွေလိုသတ်မှတ်လိုက်ပါ။လူတစ်ယောက်ကိုချစ်တဲ့အခါအယဉ်ကြီးမျှော်လင့်ချက်မထားပါနဲ့။ဒါစိမ့်ဖြစ်တဲ့အတွက်အရာရာတိုင်းဟာမိမိချစ်ချင်သလိုဖြစ်မှာမဟုတ်ပါဘူး။မိမိအတွက်မကောင်းတဲ့သူကိုလည်းစွန့်ခွာဖို့ဝန်မလေးပါနဲ့ လူတွေရဲ့ပြောဆိုချက်တွေအကြံဉာဏ်တွေနဲ့တင်ပေါ်ဟာကိုတန်ဖိုးဖြစ်တယ်။တင်းရဲ့ကရိယာကိုစတင်တဲ့အခါဘလို့ဥတည်သွားမလဲဆိုတာကိုဝေဝါးနေတတ်ပါတယ်။ဒီလိုအချိန်မှာတခြားသူတွေကသင်လျှောက်ရမယ့်လမ်းကိုမတတ်မှတ်ပါစေနဲ့။နောက်တစ်ချက်ကလူအုပ်ထဲကနေခွဲထွက်ဖို့မကြောက်ပါနဲ့။မိမိအိမ်မက်ကတခြားသူတွေရဲ့အိမ်မက်နဲ့အမြဲတူညီနေနိုင်တာမဟုတ်ပါဘူး။မိမိလုပ်တဲ့လုပ်ရတဲ့အတိုင်းအတွက်တာဝန်ယူတာဝန်ခံတတ်ဖို့လည်းအရေးကြီးပါတယ်။တင်မအိုးတင်ကိုယ်တိုင်ပဲလုပ်တာပါ။ စင်ကြီးပေးမယ်အစားနောက်တစ်ခေါက်ဘလို့ပူကောင်းကိုလုံနေဆိုတော့ကိုပဲအာယုံဆိုင်ပါလူတိုင်းကိုစိတ်ကျဉ်နဲ့အောင်ကြိုးစားတယ်တင်ဟာတင်ရဲ့တတိလူပေါ်ခံမဲ့တွေတငေးချင်းမိဆွေတွေနဲ့ရင်းရင်းနှီးနှီးဖြစ်ချင်နေဆိုတာသဘာဝပါဒါပေမဲ့တချို့ကတင်လို့မဟုတ်ပါဘူးဒီအတွက်ဝမ်းနဲ့မနေပါနဲ့လှုပ်ရှားရှိတာကိုပဲဆက်လုပ်ပါဆက်စံရေးတွေကအစုံတိုင်းရှိကြတယ်လို့ထင်တယ်ကျွန်တော်တို့ငယ်ငယ်ရင်းနေတဲ့မှာအများစုကလက်ရှိမှာကျွန်တော်တို့နဲ့အဆက်အသွယ်ပြည့်နေကြတယ် လက်ရှိခင်းနေတဲ့တငယ်ချင်းတွေကတစ်ချိန်မှာအဝေးကိုရောက်သွားမှာပါ။ဘယ်ရာဘူးမှစိတ်ထဲမှာဆွမ်းလန်းမနေပါနဲ့။လောကမှာဘယ်ရာမှမတည်ငြိမ်ကြပါဘူး။အကျိုးမရှိတဲ့ပညာရဲ့အလုပ်တွေပဲလုပ်နေတယ်။မိမိအတွက်ဘာမှအကျိုးမရှိတဲ့ဘာပညာမှမရတဲ့အလုပ်တွေမှာပဲကတ်တွယ်မိနေတတ်ကြတယ်။လွဲနေကြတာလေးတစ်ခုရှိတယ်။ကာရီအိမ်တွေတိုက်ခန်းတွေပိုင်းမှာပိုက်ဆိုင်မှုလို့ထင်နေကြတယ်။ဒါဟာမှန်လားဆိုတော့မှန်ပါတယ်။ဒါပေမဲ့ နှစ်သက်ခါစားလို့ဒီပိုင်ဆိုင်မှုတွေနဲ့အတူအရေးပါတဲ့ပိုင်ဆိုင်မှုတွေရှိဖို့လိုအပ်ပါတယ်။ဘာတွေဖြစ်မလဲ။ digital ပိုင်ဆိုင်မှုတွေပါ။နေပညာခေတ်မှာနေပညာတွေကိုအမိလန်းနိုင်အောင်ကြိုးစားပါ။တင်တယောက်ထဲလို့ထင်နေ။တင်းရဲ့လုပ်ဖို့ကံမဲ့တွေမစ်ဆူတွေကတင့်ထက်ပိုပြီးအောင်မြင်နေပိုပြီးယုံကြည်မှုရှိတယ်လို့အမြဲတမ်းခံစားမိနေပါလိမ့်မယ်။ဒါပေမဲ့20ကျော်တဲ့သူတိုင်းဟာရှေ့ဆက်ဘာလို့ရအောင်လဲဆိုတော့အပြေရှာနေကြသေးပါ။တင်းတယောက်တည်းမဟုတ်ပါဘူး။ ဘာမှတွေးပြီးအားငယ်နေစမလို့ပါဘူး။ကိုဆုံးဖြတ်ချက်ကိုခံခံမဲမှချပြီးရှိဆက်ပါ။တက်လောက်ပါပဲ။အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့ဆာရေးဆရာအလင်းအောင်ရေးသားထားတဲ့အောင်မြင်ခြင်းရင်ဆွတ်လို့ရမယ်လို့အမိရတဲ့စာအုပ်ထဲမှာအသက်20မှာတော့အမိရတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီဆောင်ပေါင်းလေးမှာဆိုလို့ရှိရင်အသက်20ကျော်လူငယ်တွေစန္ဒနဆောင်ဘွယ်ဖြီးပြီးတဲ့သူတွေ သူတို့တွေဘဝရည်မှန်းချက်ပျောက်ဆုံးနေတဲ့အခါမှာကျွန်တော်တို့ကိုယ့်ရဲ့စိတ်ကိုဘယ်လိုမျိုးပြင်ဆင်သင့်တယ်ဘယ်လိုຢာတွေမှာစူးစမ်းထားရမလဲဘယ်လိုຢာတွေမှာကိုယ့်ရဲ့စိတ်ကိုပြင်ဆင်ထားရမလဲဆိုတော့တကယ်အရေးကြီးတဲ့အချက်ကလေးတွေကိုဒီဆောင်မလေးမှာဖော်ပြထားတာကိုတွေ့ရပါတယ်အဲဒါကြောင့်မလို့ဒီလိုမျိုးဆောင်းပါးကောင်းလေးတွေပါတဲ့ဆရာအလင်းအောင်ရှင်းတာထားတဲ့အောင်မြင်ခြင်းဆက်လို့ရမယ်လို့အမိရတဲ့ဝင်းစာအုပ်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feature လေးမှာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ ငါးဆယ်သူများအားလုံးပီးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေဆင်းရဲခတ်သိမ်းကင်းကျင်းကြပါစေနှလုံးစင်ဝါအေးချမ်းကြပါစေငါးဆယ်သူများအားလုံးပီးရန်ကြောက်ရဆင်းရဲပြင်းပြီးကိုယ်စိတ်နှစ်ဖြာချမ်းသာချမ်းသာကြပါစေကောင်းကျိုးလိုရဆန္ဒများလည်းတစ်လုံးတစ်ဝါပြည့်စုံကြပါစေတို့ကျွန်တော်ရဲ့ literature feature channel လေးမှာနှာစင်ပေးခဲ့အကြောင်းတူတူတယောက်အချင်းစီကိုစုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ